တရားထိုင်မှအပေတကားပိတ်တယ်ဆိုကြတော့အပေတကားပိတ်ခြင်းလွဲပါတယ်၅ပါးသီလလုံနဲ့အပေတကားပိတ်ပါတယ်ချောင်းကနေတော့ညီသွားလိမ့်ဦးမယ်နော်၅ပါးသီလသာလုံအောင်ထိအပေတကား၅ပါးသီလလုံနေဆိုရင်အပေမကြအောင်အပေမကြနိုင်ဘူးအဲ့ဒါကြောင့်ဟို၅ပါးသီလအပေကြတယ်ဆိုတာအာဟုတုကြောင့်ကြတာလေအာဟုတုမှလည်းအပေကြလောက်တဲ့အာဟုတုတွေလုံမှအပေဆိုတာကြရသော်ဘုရားကပုံသေးကြီးဘယ်တော့မှမဟုတ်ဘူးဖောတာတာရှိတယ် အနန္တရိယပိစန္တရိယကမ္မ၅ပါးကျူးလွန်ရင်တော့တေချာပေါက်ဖဲအဲ့ဒါဟောအမေတတ်တယ်ဖေတတ်တယ်ယဟန္တာကိုတတ်တယ်မြတ်စွာဘုရားသွေးစင်းတည်အောင်ပြမားတယ်သံဃာသိမ့်ခွဲတယ်ဆိုရင်တော့ဒါတေချာပေါက်ကြံတဲ့ဟာတွေကတော့တေချာပေါက်လို့ပြောနော်တေချာပေါက်မပြောမေဘီနဲ့ပဲတွားပုစီကိုဘာလို့လဲဆိုလူမာ condition တွေရရှိတာအခြေအနေတွေကမတူဘူးလေကဲတစုံတစ်ခုမဟုတ်တာလောက်တိုင်းဒီပြစ်မှုတစ်ခုကျွလွန်တိုင်း ဒီပြစ်မှုကျူးလွန်ရင်ထောင်သုံးနှစ်ဆိုပါတော့ကြာလာလူတိုင်းအဲ့ဒီပြစ်မှုကျူးလွန်တိုင်းကြာလာပတ်စံရှိတဲ့လူကြမကြဘူးလေဘာလို့လဲဆိုတော့သူပတ်စံကသူ condition ခေါ်တာသစ်နော်လူကြီးနဲ့သိရင်လည်းမကြဘူးတရားသူကြီးနဲ့သိရင်လည်းမကြဘူးဘာမှမကြတော့အဲ့ဒါကောင်းတဲ့ condition တွေရှိတယ်လေသူမှာအဲ့လိုဆိုလိုတာအပေကလည်းအဲ့လိုပဲမကောင်းတာလုံးမိပြီမင်းတို့ကိုကျင့်တရားတွေရှိတယ်ဒါနတွေလုပ်တယ် ရပတန်းနေထိုင်နေဆိုရင်အဲ့ဒါတွေကကဲမှာပဲပေါ့ဒီလိုဆိုလိုတာပေါ့နော်ခြေလီကောင်းနေလောက်ထိုင်မကြပါဘူးလို့အပေတကားလုံးဝပိတ်တယ်ဆိုတာကြတော့သူကသောတပန်ဖြစ်သွားမှအပေနဲ့လုံးဝအိုးစားကွဲတယ်ဒါပေမဲ့သောတပန်မဖြစ်ဘဲနဲ့အပေကလွတ်တယ်ဆိုတာမရှိဘူးလားဆိုရှိသောတပန်မဖြစ်လဲအပေကနေလွတ်သွားတာရှိမလွတ်ဘူးဆိုတာ possible မဟုတ်တာလုံးရင်တော့လေလွတ်ချင်မှလုံးမှာပေါ့ဥပမာမဲ့ အပဒံထဲမှာပါတဲ့ပန်းလေးတပွင့်လှူတာနဲ့60တဲ့တော့ပါအပယ်မလာဘူးတဲ့ကြံတဲ့ကုသိုလ်ကျွင်းကြံလေးနဲ့ယဟန္တာဖြစ်သွားလဲအဲ့ဒီလိုဇလန်းနေတောင်ရှိသေးတယ်လေသူ့ဘုံမှာဒါအပယ်တကားပိတ်သွားမြတ်စွာဘုရားကိုယ်တိုင်ကသာဥပါဒိတေတတုတ်ဆိုတာဟောထားရှိတယ်ပြီးဥပဒံရှိနေပြီမဲ့လို့အပယ်မကြနိုင်တဲ့ပုံကိုယ်လေးဆိုပြီးဟောတော်တာရှိတယ်အဲ့တော့လူတိုင်းပဲကြမယ်လို့တော့မအောင်မိတ်လေးနဲ့ပေါ့နော်ကောင်းတဲ့အခြေအနေတွေဖြစ်အောင်လုပ်ထားဖို့တော့လိုတယ်ပေါ့ တရားထိုင်မှအပေတကား